ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအမေရိကန်စစ်တပ်နဲ့အရာရှိတွေရောက်ရှိလာတဲ့နောက်တွေကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့ပြန်တင်ပြသွားမှာဖြစ်ပါတယ်။အဓိကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတပ်ပြီးဆိုတဲ့အကြောင်းရင်းဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ကဩစာကျွမ်းမှုမှုကိုရှော့ချနိုင်ဖို့တတိယချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲအိတ်စားလို့ကျွန်တော်အနေနဲ့ဒီတုံ့ပြန်ကိုပဲထင်မြင်ပါတယ် ဆိုတော့အဓိကတော့တရင်အရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်၃ချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်ဇနန်းကတော့စောစောရင်းကြိုင်နေရပြင်ရေးကိစ္စပဲဆိုရင်တော့ပြဿနာတော့အဲ့လောက်မကြည့်ဘူးအားလုံးအေးစေခွာနိုင်တယ်တို့တော့ဟိုတရုတ်ရဲ့အာနာပါပါကို short ချဖို့အတွက်ဆိုတဲ့ဒုတိယအချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်များတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာပြည်သူတွေအတွက်တော့ဟိုအာ risk တာကြီးတယ်ဆိုတော့အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲဟာလာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အမေရိကန်ကရခိုင်စစ်ရေးမှာပါဝင်လာရတဲ့အကြောင်းရင်းပြောပြလာတဲ့ပြည်သူတယောက်ရဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်ရခိုင်ပြည်နယ်နဲ့မြန်မာစစ်အစိုးရထိန်းချုပ်ထားသောနယ်မြေများကိုတင်ယူမိအမေရိကန်၏အစီအစဉ်တစိတ်တပိုင်းတစ်ခုအနေဖြင့်ရခိုင်တပ်မတော်နှင့်ချင်းမျိုးသားတပ်ဦးစံအပါဝင်မဟာမိတ်တပ်ဖွဲ့များတို့ထောက်ပံ့ရေးနှင့်အခြားနည်းပြူဟာဆိုင်ရာထောက်ပံ့များပေးအပ်ရာတွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်၏အ ਨੇ ဆုံးတရင်၃ခုပါဝင်ပြီဖြစ်သည်ဟု Northwest News သတင်းက AP 15ရက်ကဖော်ပြသည်တပ်မတ်၁၀နှင့်တပ်မတ်၂၄တို့ကိုအစည်းအစုတစ်စိတ်တစ်ပိုင်းအဖြစ်တပ်ဖြန့်ထားဖွယ်ရှိတော်လဲအဆိုပါတပ်ဖွဲ့များသည်မြစ်သည့်စည်ရေးခန်းကဏ္ဍမှပါဝင်မည်မဟုတ်ကြောင်းနှင့်ရခိုင်ပြည်နယ်ရှိလက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့များအတွက်ထောက်ပံ့ပို့ဆောင်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများကိုသာပံ့ပိုးပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်လုံခြုံရေးသတင်းရင်းမြစ်က Northeast News တို့အတည်ပြုပြောကြားခဲ့သည့်စစ်တပ်၏ထောက်ပံ့ပို့ဆောင်ရေးရှုထောင့်မှကြည့်လျင်ဘင်္ဂလားဒေ့ရှ်တပ်မတော်သည်တက္ကနတ်မြို့အနီးတွင်ကြီးမားသောလုပ်ငန်းကိုစတင်လုပ်ဆောင်နေပြီဖြစ်ပြီးအမေရိကန်၏အထောက်ပံ့ဖြင့်ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအုံပြုမိရိတ်ခါနှင့်အခြားပစ္စည်းများကိုပို့ဆောင်မိအစီအစဉ်မှာ ်ယခုအခါရခိုင်ပြည်နယ်ရှိမြို့နယ်၃ခုကိုသာထိန်းချုပ်ထားနိုင်တော်သည့်မြန်မာစစ်ဆိုရကိုထိရောက်စွာတိုက်ခိုက်နိုင်ရန်ဖြစ်သည်ဟုဆိုသည့်ယင်းမှာအမေရိကန်နိုင်ငံ၏ကြားခံစစ်ပွဲ၏အစိပ်ပိုင်းတစ်ခုလည်းဖြစ်သည်ထို့အပြင်ကော့ပဇားလေစိတ်တိုးချဲ့မှုသည်ယင်း၏နောက်ဆုံးအဆင့်တွင်ရှိနေပြီးဘင်္ဂလားဒေ့ရှ်လုံခြုံရေးသတင်းရင်းမြစ်များကဖော်ပြသည့်အတိုင်းမောင်းတူမဲ့လေယာဉ်များလည်ပတ်ရန်အတွက် တူရကီလုတ်ဒရုန်းအခြေစိုက်စခန်းအဖြစ်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလာမည့်ပဋိပက္ခများတွင်အ धिक အခန်းကဏ္ဍမှပါဝင်မည်ဖြစ်သည်။နိုင်ငံတော်အမေရိကန်စစ်တပ်နှင့်အရာရှိတွေရောက်ရှိလာတဲ့နောက်ွယ်ကအကြောင်းလေးတွေကိုကျွန်တော်အနေနဲ့တုံ့တက်တင်ပြသွားမှာဖြစ်ပါတယ်။အ धिक ကတော့ရိုဟင်ဂျာတွေနေရပြန်ဖို့အခြေတံပြီးဆိုတဲ့အကြောင်းရင်။ဒုတိယချက်ကတော့မြန်မာနိုင်ငံပေါ်မှာတရုတ်ရဲ့ဟောစာလွှမ်းမိုးမှုကိုဆော့ချနိုင်ဖို့ တတိယတစ်ချက်ကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲကိစ္စလို့ကျွန်တော်နေဟဲ့ဒီတုံးချက်ကိုပဲထင်မြင်ပါတယ်ဆိုတော့တိတာကတော့ပြင်းအရင်မြစ်တွေအရာဆိုလို့ရှိရင်ဒီအချက်တုံးချက်ကတော်တော်လေးကိုပေါ်လွင်နေတယ်နံပါတ်1တစ်ချက်ကလူဟင်းကြတဲ့နေရာပြောင်းရေးကိစ္စကကျွန်တော်တို့နိုင်ငံရေးဓာတ်ပြတ်အစိုးရသူတို့ကျလာပြီးတော့နောက်ပိုင်းမှာ ဒီလိုခင်ကြတဲ့ဒိဆောက်ကိုသူအထက်ရှင်းဖို့အတွက်သူကြိုးစားတယ်။ဆိုတော့ဒီဇလန်းကယူနိုဆွဲကတောင်းဆိုတဲ့ဇာတ်လမ်းလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မစ္စတာယူနိုကသူကဒီအမေရိကန်တို့ UN တို့မှာအလုံးတမပေါက်ရောက်တဲ့ပုံပုံတယောက်ဖြစ်တယ်။ဟိုရှိတ်ခါစီနာလိုမျိုးမဟုတ်ဘူး။ဆိုတော့ဒီပုံပုံကဒီလိုခင်ကြကိစ္စနဲ့ပတ်သက်ပြီးတော့သူ့လက်ချက်မှာသူအပြတ်ကိုသူရှင်းမှာဒီဇာတ်လမ်းကိုသူအပြတ်ရှင်းမှာသူ့နိုင်ငံထဲမှာလူဦးရေတန်းတော်ကိစ္စကိုသူထပ်ပြီးတော့ချိန်ဆွဲမှာမဟုတ်ဘူး။အဲ့ဒီအတွက်ကို ူအမေရိကန်ကိုနံပါတ်1သူအကူအညီတောင်းတယ်။နော်အဲ့ဒီချက်ရှိရပါတော့။ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အမေရိကန်ကိုအကူအညီတောင်းရတာလဲဆိုတော့နံပါတ်1တစ်ချက်ကအမေရိကန်တွေကဒီလူရင်းကြတွေရဲ့အပေါ်မှာ2018ခုနှစ်ကလေးကနေစပြီးတော့အစားတောင်းတဲ့အစိုးရစတဲ့အစားစားရရအောင်အကူအညီထောက်ပံ့ပေးခဲ့တာရှိတယ်။နောက်တစ်ချက်ကကြတော့ဟလာ US EU ဟလာ OIC ASEAN စတဲ့နိုင်ငံတွေကလည်းပဲဒီကိစ္စနာကိုအထက်ရှင်းဖို့အတွက်ကိုပြားပေးနေတဲ့သဘောရှိတယ်။ဒါကြောင့်မို့လို့လေယူနိုရဲ့အကူအညီတောင်းခံမှုနဲ့ ဒီ American စစ်တပ်ကအဲ့လားကုညီဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒုတိယတစ်ချက်ကဒီ American တွေကလည်းနော်သူ့အတွက်အကျိုးမရှိဘူးဆိုရင်တော့တိစ္ဆာသူ့ကိုရှင်းရှင်းလေးမရှိဘူးသူ့တစ်ခေဒီလက်ရှိတက်လာတဲ့ Donald Trump ဆိုတော့သူ့အတွက်အကျိုးမြတ်ကဘာရှိလဲဆိုတော့သူ့အတွက်အကျိုးမြတ်ကဒီ Bangladesh နိုင်ငံကိုသူတိတ်သဘောကျတဲ့ပထဝီအနေထားကိုသူမြင်ထားတယ်ဒါကြောင့် Bangladesh နိုင်ငံကိုသူသဘောကျတယ်လို့သူမြင်ထားလဲဆိုလို့ရှင်ဒီမြန်မာနိုင်ငံရဲ့အပေါ်မှာတရုတ်ရဲ့ဩဇာ ်ကြမ်းမို့ဖို့ကရှိနေတယ်။အဲ့ဒါကိုသူကဒီတရုတ်ရဲ့ဩဇာကိုကြမ်းမို့ဖို့ကိုသူ short ချဖို့တော့သူစူးစမ်းတယ်။စူးစမ်းတဲ့အခါကျတော့သူကဘာလုပ်လဲဆိုတော့သူကအရှင်ဆုံးမြန်မာနိုင်ငံရဲ့အင်္ဂလိပ်နိုင်ငံတစ်ခုဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့နေဆက်မှာသူလာပြီးတော့အလားတရားယူထားမှဖြစ်တယ်။ဒါကြောင့်မို့လို့တရုတ်ကိုသူကဒီ proceed ဝါလုပ်တဲ့နေရာမှာသူဟာလာအတောင့်တဲ့ ဘာကြီးနေရာဟာသူက damage ကြီးတယ်ဆိုတော့တခုခုဆိုလို့ရှိရင် Bangladesh နိုင်ငံကိုသူအတုံးချလို့ရတယ်ဆိုတဲ့ပုံလို့နော်နောက်မြန်မာနိုင်ငံကြီးအပြောင်းအလဲဆိုလို့ရှိရင်အခု NUG အပါဝဲဟာနိုင်ငံကအဝဲဝိုင်းကဒီမြန်မာစစ်ကောင်းဆောင်ကိုဘယ်သူမှမကြိုက်ဘူးအဲ့ဒီခါကျတော့ဒီနိုင်ငံကြီးအပြောင်းအလဲမှာဟာသူဒီဖြစ်သွားပေါ့နော် အပြောင်းအလဲဖြစ်စေဖို့အတွက်ကိုကြီးရယ်ပြီးတော့ဒီနေရာကိုကြောက်အောင်လို့ကျွန်တော်မြင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့သူတို့အကူအညီပေးရုံပဲတက်တယ်ပေါ့နော်အခုလောလောဆယ်ကတော့ဟာဟို Bangladesh ကိုဟာစစ်တပ်က ကူညီပေးမယ်ဆိုတဲ့လက်နက်အင်အားကူညီပေးမယ်လို့တော့ဒင်းထောက်ပေါ်တာမရှိဘူးပေါ့နော်ဆိုတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဟာလာတချို့ကိစ္စတွေကိုဟာလာကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ပုံစံလေးပဲပြောထားရုံနဲ့ရှိနေတယ်။သို့တော်လည်းပဲဒီအကူအညီလေးတွေပေးဖို့အတွက်ဒီအမေရိကန်စစ်တပ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်လာစရာအကြောင်းရှိတယ်။နော်ဒါဒါကျွန်တော်တို့ပြန်ကြည့်အောင်ပေါ့နော်။ဆိုတော့အခုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုသူဝင်လာတဲ့အထူးကတစ်ချက်ကပါလဲဆိုတော့လူရင်းကြီးနေရပြန်မယ်ဆိုရင်အထူးကပြဿနာက AA နဲ့ဆိုတော့ AA ကအမှန်တကယ်ဆိုလို့ရှိရင်တော့သူက AA ကိုလက်ခံပြီးတော့ ဆွေးနွေးမှာမဟုတ်ငါ့တော်လဲဆိုအမေရိကန်တွေကတရားမဝင်တဲ့ဖွဲ့စည်းတွေနဲ့တိုက်ပြီးစကားပြောလို့မရှိဘူးနော်ဆိုတော့ဒါကတော့ကျွန်တော်နိုင်ငံရေးအရာသုံးသက်တာဖြစ်တယ်ပေါ့နော်အမေရိကန်တွေကိုကျွန်တော်ပြောက်ပေးအောင်အားပေးတာလည်းမဟုတ်ပါဘူးထောက်ခံတာလည်းမဟုတ်ပါဘူးဒါပေမဲ့လက်ရှိအခြေအနေအရနော်ဘင်္ဂလားဒေ့ရှ်ကိုအမေရိကန်စစ်တပ်ရောက်ရှိလာခြင်းရဲ့အခြေအနေအရဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နော်အမေရိကန်နော်ပါဝင်နော်ဒီကိစ္စကိုပူးပေါင်းဆောင်ရွက်လုပ်ရတဲ့အခြေအနေအရတခုရှိတာကအေအေကအလားဟိုတိုင်းလာလက်နက်ကိုင်တွေကဖြစ်နေတဲ့အတွက်ကြောင့်မဟုတ်ဘူးအေးအပါဝင်ကျွန်တော်ကနိုင်ငံကြီးရဲ့တိုင်းလာလက်နက်ကိုင်တွေအမေရိကန်ကိုထောက်ခံမယ် เนาะอเมริกันကိုအားပေးမယ်ဆိုလို့ရှိရင်တော့ဟာလာဒီမြန်မာစစ်တပ်ကအញ្ញံဆုံးဟာလာကျသွားနိုင်တယ်အခြေအနေခုရှိတယ်ဆိုတော့ငွေကြီးအပြောင်းလဲလဲပါတယ်ဗောနဒီအချက်၃ချက်ဗောနဒါဒီအချက်၃ချက်ကိစ္စနဲ့ပဲသူဒီနေရာကိုရောက်ရှိလာတယ်လို့ကျွန်တော်လည်းမြင်တယ်နောက်အချက်ကကျတော့ဒီကဒီပြဿနာတွေကဟိုဒီလိုမှမဖြစ်ရှင်းဘူးဆိုလို့ရှိရင်เนาะအမေရိကန်တွေတော့ကဟိုဘယ်လိုမှအဆင်မပြေနိုင်ဘူးဒါကြောင့်မို့လို့ဒီ process တစ်ခုအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအတုံးချတယ်လို့ပဲကျွန်တော်ထင်တယ်အဓိကကတော့ရိုညာကိစ္စကိုကူညီတယ်လို့လို့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအားပေးတယ်လို့လို့ ဒါကြောင့်လည်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူဦးရေတန်းတရား20ကျော်ရှိပြီမဲ့စစ်တပ်ကမရှိဘူးကြစစ်တပ်ကလူဦးရေ3000ကျော်ပဲရှိတယ်။နော်3000ကျော်ဆိုတာကသူ့နိုင်ငံလူဦးရေနဲ့ရှင်းမဲ့ဆိုရင်ဟိုနေကြားဆောင်တက်တော့ပဲရှိတာ။ဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်မှာ1000ကျော်ပဲရှိဘူး။မရှိတော့ဒီသူ့အနေနဲ့တုံးအခုဒီလူနေတဲ့သဘောရှိပါဘူး။ရိုးညာကိစ္စကိုကင်ပယ်ပြီဆိုရင်ဘင်္ဂလားဒေ့ရှ်ကဟင်အားတူတယ်ကျော်ဟိုအင်အားဆိုတာကအမေရိကန်ရဲ့အင်အားတိုက်ရိုက်လေလိုအပ်တယ်ဟိုအဓိကကလက်နက်အင်အားလေလိုအပ်တယ်နောက်ဟိုအကျွေးစနစ်နဲ့လက်နက်တွေရောင်းမယ်ဆိုရင်တော့ဘင်္ဂလားဒေ့ရှ်အစိုးရက မေဂန်ခွင့်ပြုမှာပဲဝယ်လို့ရတာအော်ဘလို့လဲမဆိုအမေဂန်ကိုလည်းဒီမဟာမိတ်လောက်တဲ့သဘောမျိုးပေါ့နော်ဒီမှာနေတယ်ဒီလိုပဲမြင်တယ်ပေါ့နော်သူဖြစ်ကတော့အဓိကဟဲ့လားနောက်ဆက်တွဲအကျိုးဆက်တွေအနေနဲ့ဘာတွေဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကဒီဇာတ်လမ်းကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲဇာတ်လမ်းကတော့စောစောကရင်းကြိုင်နေရပြန်ရေးကိစ္စပဲဆိုရင်တော့ပြဿနာတော့အဲ့လောက်မကြည့်ဘူးအားလုံးအေးစေသွားနိုင်တယ်ဟုတ်တော့ဟိုတရုတ်ကခနာပါပါကိုရှော့ချဖို့အတွက်ဆိုတဲ့ဒုတိယချက်ကတော့နည်းနည်းမြန်မာနိုင်ငံအတွက်တော်တော်အခက်အခဲများတယ်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်သူတွေအတွက်တော်တော် အာ risk တားကြီးတယ်ဆိုတော့အဲ့ဒီအပေါ်မှာအာဒီအချက်၃ချက်နဲ့ပဲဟာအမေရိကန်တွေဘင်္ဂလားဒေ့ရှ်ကိုရောက်လာတယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီလိုပဲကျွန်တော်တုံ့တက်တယ်ဆိုတော့နိုင်ငံရေးသမားတွေကတော့အများကြီးတုံ့တက်ထားတာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တွေကဒီအချက်၃ချက်ကိုကျွန်တော်ဒီလိုပဲတုံ့တက်ပါတယ်မင်းရှိလို့ရောဘယ်လိုမျိုးတုံ့တက်ပါလဲကောမမကျွန်တော်ကိုပြောခင်ပါဦးကျေးဇူးတင်တယ်ဟာလို့